ကျွန်တော်လေးစားချစ်ခင်ရသော တနင်္လာသားသမီးများတွေယခုလာမဲ့မြန်မာတက္ကသိုလ်1389ခုနှစ်နှစ်သစ်အတွက်ကိုတနစ်စာကံကြမ္မာအဟောများကိုအချင်းချုံးပြီးတော့ ဟောပြောပေးมาပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်ကဘီဒင်ကိန်းနဲ့ဟောပြောပေးมาဖြစ်ပြီးတော့ပြီးတဲ့အခါမှာတယ်ရော့ကန်နဲ့ဆက်လက်ပြီးတော့ကကြမှာဖတ်ကြားပေးมาဖြစ်ပါတယ်ထို့သာတိုင်းကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ယူပြီးဆိုရင်ပိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပြီးလို့ရပါတယ်ခင်ဗျာအခု1368ခုနှစ်က မဟာဘုံမှာတနင်္လာနံဟာပုတိနေရာမှာရှိပါလိမ့်မယ်ဒါကြောင့်မလို့1388ခုနှစ်မှာမွေးမဲ့တနင်္လာသာသမီတိုင်းဟာပုတိပါဖြစ်ပါလိမ့်မယ်ခင်ဗျာ ပုတိဆိုတဲ့သဘောတရားကလှုပ်ဝက်တတ်တဲ့သဘောမပွင့်လင်းတတ်တဲ့သဘောလို့ပြောလို့ရပါတယ်ဒါမလို့တနင်္လာသာသမီတော်တော်များများဟာအခုလာမဲ့1388ခုနှစ်ကိုရောက်ရှိမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ ဟုံးကွယ်မှုတွေလှုပ်ဝက်မှုတွေတအားများလာတတ်တဲ့ပုံစံမျိုးတွေရှိတတ်ပါတယ်အဲ့တော့စိတ်ထဲမှာကြိတ်ပြီးတော့စူးစမ်းနေတာတို့စိတ်ထဲမှာကြိတ်ပြီးတော့ရည်ရွယ်ထားတာတို့အဲဘသူကိုမှကိုယ့်ရဲ့ရည်ရွယ်ချက်တွေပေါ့ကိုယ့်ရဲ့အစီအစဉ်တွေကိုချမှတ်ပြပဲနဲ့နော်လူမသိသူမသိစူးစမ်းပြီးမှအောင်မြင်မှလူသိခံမဲ့ပုံစံမျိုးတို့စားတဲ့အခြေအနေမျိုးတွေတွေ့ရတယ်နောက်ခုပုတိရဲ့သဘောတရားကပုတ္တရင်းထဲမှာလက်လာတဲ့ကြောက်လို့ပြော တွေးရင်းထဲမှာထက်လာတဲ့ဓာတ်လိုပုံစံမျိုးလေးတွေရှိတယ်ဒါကြောင့်မလို့တင်းလာသားပြီးများဟာဒီ1989ခုနှစ်မှာတကယ်ကြိုးစားမှတကယ်အလုံးလုံးမှအောင်မြင်ပါလိမ့်မယ်အပေါ်ရအားဖြင့်ပေါ့ပေါ့တန်တန်လေးကတော့ဘာမှသိပြီးတော့ထင်ရှားသိသာသာနဲ့ပြောင်းလဲတိုးတက်မှုကိုရှားရှိမှာ မဟုတ်ပါဘူးဒါပေမဲ့သူများတဲ့ကိုပို့ပြီးတော့စိတ်ရောလူရောနှိပ်ပြီးတော့အလုံးတွေကိုကြိုးစားပါဒါဆိုလို့ရှိရင်ကိုမျောမှန်းထားတဲ့အခြေအနေတွေကိုမျောလင်းထားတဲ့အခြေအနေတွေတောက်ပို့ပြီးတော့ အောင်မြင်တဲ့ရလတ်တွေကို ခံစားခွင့်ရှိပါလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။နောက်တစ်ခုကကိုယ့်ရဲ့ကိုယ်တည်တာကိုယ်နေရာတဲ့စာရင်တခြားတမျိုးတနေ့တနေ့တကြီးကိုရောက်နေတဲ့သူတို့เนาะတခြားတနေရာကိုဒီနေရာကိုထားခဲ့တခြားတနေရာကိုသွားရောက်ပြီးတော့အလုံးလုံးပဲသူတို့ဟာပို့ပြီးတော့လည်းပဲအောင်မြင်နိုင်ပါတယ်လို့ဒါတင်လာသားကြီးများအတွက်ကိုဒီ1389ခုနှစ်အတွက်ဒါကနဦး ကျွန်တော်အနေနဲ့အကြံပြုဟောကြားပေးလိုက်ပါတယ်အဲ့တော့လက်ရှိတိုင်ယာကြည့်မယ်ဆိုရင်တင်းနာသားပြည်များဟာအခုလာမယ်1389ခုနှစ်မှာလူမှုပေါင်းတင်ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အလုံးမဲ့အဆင်ပြေပါလိမ့်မယ်လူများရဲ့ချစ်ခင်မှုတွေယုံကြည်မှုတွေအားပေးတောက်ခံမှုတွေကိုရရှိမယ်ကိုနဲ့မခေါ်ခြင်းသလိုလိုမပြောခြင်းနဲ့မပြောခြင်းသလိုလိုဖြစ်နေတဲ့သူတွေတော့မှပဲကိုကိုခေါ်လာပြောလာပါလိမ့်မယ်အဲမိတ်မိတ်သစ်ဆွေသစ်ပေါ့နော်မိတ်ကောင်းဆွေကောင်းနေတယ်လည်းပဲ တွေးဆောင်ရပါလိမ့်မယ်တွေးကြုံရပါလိမ့်မယ်ဆိုတာကိုတွေးရပါတယ်။နောက်အမှုကိစ္စပြဿနာလိုအရာမျိုးတွေကိုလည်းပဲအောင်မြင်နိုင်လိမ့်မယ်လို့တွေးရပါတယ်။ဖြည့်ရှင်းနိုင်ပါလိမ့်မယ်။ဖြတ်ကျော်နိုင်ပါလိမ့်မယ်။အဲရန်အတိုက်ခိုက်တွေကိုလည်းပဲအောင်နိုင်ပါလိမ့်မယ်။နော်ရန်တွေအခက်အခဲတွေအတိုက်ခိုက်တွေအားလုံးကိုအောင်မြင်ပါလိမ့်မယ်။ဟုတ်ပြီအဲ့လို ကောင်းတဲ့အပိုင်းတွေမှာကောင်းတဲ့အချက်တွေရှိနေသလိုဘာလေးတွေမှာတော့ပြီးဂယူဆိုင်စရာလိုလဲဆိုတော့ ပညာရေးပိုင်းအနေနဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေရှိတတ်ပါတယ်။နောက်ဘာသာရေးပိုင်းနဲ့ပတ်သက်ပြီးတော့အားနည်းနေတဲ့ပုံစံမျိုးလေးတွေတွေ့ရပါတယ်။နောက်တစ်ခုကအိမ်နဲ့ညာသောအဖြစ်သဟာစာတာမတည့်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။အလောက်ကအကြီးကြီးပဲဖြစ်ဖြစ်အိမ်ရဲ့မိဘအကြီးကြီးတွေနဲ့ပဲပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အစစ်မပြေတာမျိုးတွေဖြစ်တတ်လေရှိပါတယ်။ညာသောအဖြစ်ပေါ့နော်။နောက်တစ်ခုကလုပ်ငန်းတွင်ပြဿနာလေးတွေလည်းပဲဖြစ်ပေါ်စေပါပါတယ်။ အဲအနှောက်ယှက်လေးတွေများမယ်လုပ်ငန်းအတွက်မှာအဆင်မပြေတာမျိုးလေးတွေဖြစ်မယ်စိတ်ရှုပ်ရှားလေးတွေကြုံရပါလိမ့်မယ်နောက်တစ်ခုကိုလုံးနေတဲ့အလုပ်ကကိုမျော်မှန်းထားသလောက်ကိုရည်ရွယ်ထားသလောက်ပေါ့နော်ဒါတကယ်ရလတ်ပိုင်းမှာတိတ်ပြီးတော့မကောင်းမွန်နိုင်တဲ့အနေအထားမျိုးတွေလည်းပဲရှိတတ်ပါတယ်နော်အဲ့ဒီချက်လေးတစ်ခုလည်းပြောပြရရှိပါတယ်နောက်ငွေကြေးပိုင်းငွေကြေးဟာမဝင်းပုံဝင်မယ်မရောမှုရမယ် လေပတ်လို့လည်းရမယ်ဒါပေမဲ့တစ်ခါတစ်ခါမှငွေကြေးကိစ္စတွေအဲ့ဒါတွေဖြစ်သွားတတ်ပါတယ်အမားယွင်းတွေဖြစ်တတ်ပါတယ်စိတ်ရှုပ်ရမယ်စိတ်ညစ်ရမယ်ငွေကြေးနဲ့ပတ်သက်တဲ့ဖိအားတွေမကြခဏဝင်လာနိုင်တဲ့အုံကမျိုးတွေကိုသွားတွေ့ရပါတယ်เนาะအဲ့တော့ကျမ်းမာရေးပိုင်းဆိုရင်ရောတဲ့ကျမ်းမာရေးအတွက်ကတော့များသောအားဖြင့်အချိန်တွေကောင်းပါတယ်တအားကြီးတော့ဒါအဆိုးဘက်မှာသွားပြီးတော့ကျွန်တော်အနေနဲ့မတွေ့ရဘူးခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်လို့ရောတဲ့ ခยีကိစ္စတွေဟာနည်းနည်းလေးမတင်မကြဖြစ်နေတာမျိုးတွေကြံ့ကြာခက်ခဲနေတာမျိုးတွေနောက်ကျနေတာမျိုးတွေတော့ဖြစ်နိုင်ပါတယ်အဲ့တော့တခြားလုံးလုံးရဲရဲမကောင်းနိုင်ပါဘူးလို့ဟောရတော့တဲ့အနေအထားမျိုးတော့ကျွန်တော်အနေနဲ့မတွေ့ရပါဘူးเนาะကြာတာကတော့တင်းလာသားသမီးများတွေ689ခုနှစ်တင်းတာအတွက်ပေါ့เนาะအချင်းချင်းပြီးတော့ကျွန်တော်ကဟောပြောပေးခြင်းဖြစ်ပါတယ်အဲ့တော့တဦးချင်းတယောက်ချင်းပေါ့เนาะကျွန်တော်ရှိမှာဗီဒီယိုမင်းများကျင်တဲ့မိတ်ဆွေများကကျွန်တော်ရဲ့ TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုလာရောက်တောင်းယူလို့ရပါတယ်အထက်ကနေဆက်သွယ်ပြီးတော့ ဗီဒီမင်းများလို့ရပါတယ်ဗီဒီမင်းများမှုအတွက်ကတရက်ကြူပြီးတော့စည်ရင်လေးပေးရပါတယ်ဘာကြောင့်လဲဆိုတော့တူချင်းတယောက်ချင်းဗီဒီဂိမ်းကိုတွက်ချက် ပြီးတော့ကျွန်တော်အနေနဲ့ဟောစတန်းလေးကိုစီတင်ဆောင်ရွက်ပေးရတာမျိုးရှိတယ်ဘဝတသက်တာနဲ့ပတ်သက်တဲ့အဟောတွေနော်ဆောင်းဝမ်းချောင်းတွေစိတ်နေစိတ်တွေဖွာစားတာနဲ့ပတ်သက်တဲ့အဟောတွေနှစ်ပိုင်းခြားလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေရေရာတွေကိုပို့ပေးပါတယ်အဲ့တော့တိလို့တဲ့မေးလို့တဲ့အကြောင်းကိစ္စမှန်သမျှအားလုံးကိုလည်းတေရော့ကတ်တွေနဲ့ပြန်ပြီးတော့ဖြည့်ပေးဟောပေးတာမျိုးတွေရှိပါတယ်ဒါမျိုးညံပူစောကားကတော့တအူးကို 2000ကျပ်ယူပါတယ်ခင်ဗျာเนาะကြိုတင်စရင်ပြီးတော့မေးမြန်းလို့ရပါတယ်နောက်တစ်ခုကျွန်တော်ကိုအပြင်မှာလူတွေ့ဗီဒီယိုမြန်းကျင်တဲ့ရန်ကုန်ကမိတ်ဆွေများတို့ကတော့လာမယ့်လတွေမှာကျွန်တော်ဗီဒီယိုဟောကမ်းဖွင့်ဖို့တွေစီစဉ်ထားတာရှိပါတယ်ဒီရပိုင်းအတွက်မှာလည်းစကြံပြီးရန်ကုန်လာဖို့ရှိပါတယ်ခင်ဗျာเนาะကျွန်တော်ကိုဖိတ်ကြားထားတဲ့မိတ်ဆွေများတို့ကိုလည်းအောင်တွေ့ဆုံဟောပြောပေးမှာပါအဲ့တော့ဗီဒီယိုမြန်းဖို့တည်းလည်းပဲကြိုတင်ပြီးတော့အပြင်မှာလူတွေ့မြန်းမြန်းကျင်တွေကလူတွေ့မြန်းမြန်းကျင်တဲ့သူတွေကပေါ့เนาะကျွန်တော်လည်းဒါဆက်သွယ်ပြီးတော့စီရင်ပေးထားလို့လည်းပဲ ရပါတယ်နော်ကြည့်အခုဆက်လက်ပြီးတော့တင်လာသားပြီးများတဲ့ဒီ1389ခုနှစ်မှာထူးထူးခြားခြားဘလို့အခြေအနေမျိုးအဖြစ်အပျက်မျိုးတွေကြုံတွေ့လာရနိုင်အောင်မလဲဆိုတာကိုတေရက်ကလေးနဲ့လည်းပဲခေါ်ပြောပြမှာဖြစ်ပါတယ် ချစ်သူခင်သူတွေရဲ့မိကောင်းဆွေကောင်းတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုရရှိပါလိမ့်မယ်အဲ့တော့ကိုကိုလူအများရဲ့ချစ်ခင်မှုပေါ့နော်အားပေးထောက်ခံမှုတွေရလာပါလိမ့်မယ်အဲ့တော့ဘလို့အခက်အခဲပဲဖြစ်ဖြစ်ပေါ့နော်ပျော်ရွှင်စွာနဲ့စိတ်ချမ်းသာစွာနဲ့ဖြတ်ကျော်လိုက်ပါအောင်မြင်ပါလိမ့်မယ်အဲ့တော့အဲ့ဒီရဲ့စန့်ကျင်ဘက်ပေါ့နော်တဦးတစ်ပါးသာတဲ့တတိတ္တန်ကြီးခွဲထွက်နေတာမျိုးလို့နောက်တစ်ခုက ရှင်လန်းတက်ကြွပြီးတော့ပျော်ရွှင်မှုတွေပျောက်ဆုံးနေတာမျိုးတို့တော့မဖြစ်ပါစေနဲ့အားလုံးနဲ့ပျော်ပျော်နေပါတက်အောင်ပေါင်းလိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်နော်နောက်တစ်ခုကကိုယ့်ရဲ့အနီးကပ်ဆုံးပေါ့ကိုကိုအချစ်ခင်ဆုံးသူတွေကိုကိုနားလဲပြီးနိုင်ဆုံးသူတွေရဲ့ပေါ့နော်ကုညီကောင်းအထောက်ပံ့ကောင်းတွေကိုရရှိပါလိမ့်မယ်အဲ့တော့ကိုကလည်းပဲသူတို့ကိုထောက်ပံ့ကူညီနိုင်တဲ့အခြေအနေမျိုးတွေရပါလိမ့်မယ်လို့တွေးရပါတယ် ဲ့တော့တဲရော့ကတ်ကဲ့အဖြစ်ကတော့ချစ်ခင်သူတွေရဲ့ပေါ့နော်အဲအားပေးကူညီဆောက်ရှောက်မှုတွေနှွေးထွေးမှုတွေနဲ့တူပျော်ရွှင်စွာနဲ့ဒီ2389ခုနှစ်ကိုတနင်္ဂနွေသားမြင်များဖြတ်တန်းကြရပါလိမ့်မယ်လို့ဒါတဲရော့ကတ်လေးနဲ့ကျွန်တော်အဆုံးသတ်ဟောပြောပေးလိုက်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တဲ့ဆိုအပေါ်မှာ comment လေးတွေရေးခဲ့ပါအောင်။ like share လေးတွေနဲ့အားပေးပါအောင်လို့တောင်းဆိုပါရစေခင်ဗျာ။